ဘဝမှာလောကရန်နေရဲ့အရိုက်အပုတ်အထုအထောင်းတွေခံရလို့လူဟာနာကျင်မှုတွေခံရတာများလာတဲ့အခါတဖြည်းဖြည်းနဲ့လူကထုံအလာတတ်တယ်။ဘာကိုမှမစင်စားကျင်တော့ဘူး။ဘာကိုမှလည်းမကြိုးစားကျင်တော့ဘူး။ဒါကြောင့်ဘုဒ္ဓသာလောကဓမ္မေဟိစိတ်တန်ယတနာကံပတိတဲ့။လောကရန်နေနဲ့တွေ့တဲ့အခါ ကိုယ်စိတ်ကိုမနာကျင်အောင် မတုံလို့အောင်ကြိုးစားနေပါအရာရာတိုင်းမှာအာနာလို့ဘာမှ မပြောခဲ့ပဲနဲ့မျိုးသိရတာတွေများလာတဲ့အခါလူဟာတဖြည်းဖြည်းနဲ့ဘာကိုမှ မပြောကျင်တော့ပဲဖြစ်လာတယ်ဘာကိုမှလည်းရှင်းမပြကျင်တော့ပဲလူဟာတိတ်ဆိတ်သွားတတ်တယ်ဘာမှမပြောပဲနေလိုက်ခြင်းဟာသူ့အတွက် စိတ်အသက်သာဆုံးလို့ဖြစ်သွားပြီးတော့လူကတိတ်ဆိတ်သွားတတ်တယ်။ကိုကဘာတွေကြိုးစားပြီးလှုပ်ပြလှုပ်ပြကိုကဘယ်လိုတွေကောင်းပြီးတော့နေပြနေပြကိုရဲ့ကောင်းမှုနဲ့ကိုရဲ့ကြိုးစားမှုတွေကိုဝန်ကျင်ကအသိအမှတ်အပြုမခံရတဲ့အခါအဲ့ဒီဝန်ကျင်မှာမပြောတော့ဘူးအဲ့ဒါလို့ကိုကိုအသိအမှတ်မပြုဘဲ ဝန်းကျင်ကပြစ်ထားခံရတာတွေများလာတဲ့အခါလူဟာတယောက်ထဲနေချင်းလာပြီးတော့တယောက်ထဲပဲနေထက်သွားတယ်။ဘာတွေကောင်းအောင်လုပ်လို့ဘလူတွေစေတနာတွေထားထားကိုယ်စေတနာနဲ့ကိုယ်ကြိုးစားမှုတွေကို အထင်လွဲခံရတာတွေများလာတဲ့အခါလူဟာဘာကိုမှဂယုမဆိုင်တော့ပဲနေချင်းလာတယ်ထင်းရင်လိုထင်းွား မြင်ញင်တယ်လို့မြင်กว่าဆိုပြီးတော့ဘသူကိုမှဘာကိုမှ စိတ်ထဲမထည့်တော့ပဲခယူးမဆိုင်တော့ပဲနေတတ်လာတယ်ကိုစေတနာကိုမေတ္တာတွေကိုတန်ဖိုးမထားစေတနာကိုစေတနာမှ မသိမေတ္တာထားနေတာကိုမေတ္တာထားနေမှမသိပဲနဲ့ကိုစေတနာကိုမေတ္တာတွေကို အပေါ်စားလို့အတိအမှတ်မပြုတ်တန်ဖိုးမထားတာတွေခံရတာများလာတဲ့အခါ လူဟာအဲ့ဒီသူအဲ့ဒီဝန်းကျင်ကိုဥပိ္ပခာ ပြုတ်တတ်လာတယ်သူတို့ ਨੇ ပတ်သက်လာရင်ဘာခံစားမှုမှ မရှိတော့ဘူးငါမိဘငါဆွေမျိုးငါပစ္စည်းငါဟာအရာရာကိုဖက်တွယ်ထားရတာဒီဖက်တွယ်ထားမှုတွေများလာတဲ့အခါလူဟာပင်ပန်းလာလိမ့်မယ်အဲ့လိုဖက်တွေထားရမှုတွေများလာလို့ပင်မလာတဲ့အခါအဲ့ဒီအရာရာကိုပဲ လွတ်ချခြင်းလာလိမ့်မယ်။ဘာကိုမှဖက်တွေမထားခြင်းတော့အားလုံးကိုလွတ်ချသွားလိမ့်မယ်။ဖက်တွေထားယုံနေမဟုတ်တော့ပဲနဲ့အရာရာကိုငါပစ္စည်းငါအာဏာငါနေရငါဟာငါသားငါမယာဆိုပြီးတော့ဆုတ်ကင်ထားရတာဒီများလာလို့ပူလောင်မှန်းသိလာတဲ့အခါအဲ့ဒီဆုတ်ကင်ထားတာတွေကိုလည်းဖြေလျော့သွားလိမ့်မယ်။ ကိုကအာနာပြီးတော့သဘောကောင်းတဲ့အခါအဲ့ဒီအာနာမှုသဘောကောင်းမှုအပေါ်အနိုင်ကျင့်အသာစီးယူသူ့အကျိုးတစ်ခုပဲအတွက်ကိုပဲကြည်ပြီးတော့အမြတ်ထုတ်ခံရတာတွေများလာတဲ့အခါလူဟာပြက်ပြက်သားသားနဲ့ပြက်သားထက်လာတယ်ချစ်ချင်းမုန်းခြင်းနေနဲ့နေနေရတာမအေးချမ်းမှပူလောင်မှဆင်ញံမှတိလာတဲ့အခါအဲ့ဒီချစ်ချင်းမုန်းခြင်းနေအနှောင်အဖွဲ့မခံရအောင် ချစ်ချင်းမုံညင်းတွေကလွတ်အောင် နေတတ်လာလိမ့်မယ်။အရာရာကိုသဘောပေါက်သိမြင်လာတဲ့အခါကိုယ်စိတ်ဓာတ်တွေခိုင်မာလာတယ်။ဘယ်အရာတွေကမှကိုယ်စိတ်ကိုလှုပ်ရှားအောင်ပျော်ရွှင်အောင်မလုပ်နိုင်တော့သလိုဘယ်အရာတွေကြောင့်မှလည်းကိုယ်စိတ်တွေဟာနာကျင်တာတွေလှုပ်ရှားတာတွေမခံစားတော့ဘူး။ဘယ်အရာအပေါ်ကမှလည်းစိတ်ကို နှိမ့်မထားတော့ဘူး။ ဒါကြောင့်ဏီကုံယုတ်အနေနဲ့ပြောရရင်လောကရန်ဏီဟာအကောင်ဆုံးဆရာတွေဖြစ်တယ်။ဘဝရဲ့အတွေ့အကြုံတွေဟာအကောင်ဆုံးလက်တွေ့ပညာရည်ဖြစ်တယ်ဆိုတာသိမြင်ပြီးတော့အရာရာ အကောင်ဆုံးတက်မြောက်အောင်သင်ယူဖို့သာမိမိရဲ့တာဝန်ဖြစ်တယ်ဆိုတာပြောကြရင်ပဲဏီကုံချုပ်ချင်ပါတယ်။အာလုံးအာလုံးလောကရန်ဏီထာမအကောင်ဆုံးပညာတွေသင်ယူနိုင်သူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်ဤကုန်းချိုးလိုက်ပါတယ်။